ခင်ဟာကရင်သွေးလေးတွေအတွက်တန်တရာဝက်ကလွမြောက်စေမဲ့ရှင်မြို့နာသအလိုတော်ပွဲကြီးကိုချင်းချင်းသေးစွာကျမသွားမဲ့မခိုင်နေဝင် လူရဲလို့ဖြစ်လာပေမဲ့မွေးဖွားခဲ့တဲ့မိဘနှစ်ပါးရဲ့ချစ်ခြင်းမြတ်တာကိုမခံစားရပဲရက်ဆက်စွာနဲ့ဆွေမြင့်ခံခဲ့ရတာကလည်းအစိုးရစုံသောဝတ်ကြွေးတစ်ခုပဲမဟုတ်ပါလားနော်ဒီလိုမျိုးဘဝတန်တရာဝတ်ဆင်းရဲတွေကနေလွတ်မြောက်နိုင်ပြီးဖြစ်နေရဘဝတိုင်းမှာမိဘစုံလင်စွာနဲ့ကျမပျော်ရွှင်စွာနေထိုင်နိုင်စေဖို့အတွက်ရည်စိုးပြီးတော့အလူတော်မင်္ဂလာပွဲကြီးကိုကျင်းပဖို့စီစဉ်ခဲ့တာကတော့ခိုင်နှုံးဝေပဲဖြစ်ပါတယ်ပရာဟိတမင်းသမီးကြီးခိုင်နှုံးဝေကအခုလက်ရှိအချိန်မှာဆိုရင်သူမရဲ့ခိုင်နှုံးဝေရင်သွေးလေးမြကြီးဟာကမိဘမဲ့ကလေးတွေအတွက်တန်တရာဝတ်ကလွတ်မြောက်စေမယ့်အရှင်မြတ်နာတာအလူတော်မင်္ဂလာပွဲကြီးကိုကျင်းပသွားတော့မယ့်အကြောင်းအသိပေးလိုက် င်လာခဲ့ပါတယ်။ခိုင်နေဝေးလို့ပြောလိုက်ရင်ရုပ်ရှင်မင်းသမီးတက်လက်အဖြစ်နာမည်ကျော်ကြားတာထက်ပရဟိတမင်းသမီးကြီးတက်လက်အဖြစ်ပြည်သက်များစွာရဲ့အရင်ထဲမှာအခိုင်အမာရပ်တည်ခဲ့တာဖြစ်ပါတယ်။ခိုင်နေဝေးရင်သွေးလေးများခင်ရမှာတော့ကလေးငယ်ပေါင်းအယောက်200နီးပါးရှိနေခဲ့တာဖြစ်ပြီးဆက်လက်ပြီးလဲခုကိုရမဲ့နေတဲ့ကလေးငယ်လေးတွေကိုလက်ခံနေဆဲပဲဖြစ်ပါတယ်။အခုတော့သူမရဲ့ခင်ရမှာပြုစုဆောက်ရှောက်ထားတဲ့တာသမီရတနာလေးတွေကအတော်လေးအရွယ်ရောက်နေပြီဖြစ်တဲ့ကလေးလေးတွေကိုတာသနာပေါင်းနဲ့တွေ့သွင်းပြီးတော့အရှင်မြို့နာသမင်္ဂလာပွဲကြီးကျင်းပပြုလုပ်သွားတော့မှာဖြစ်ပါတယ်။ကလေးငယ်လေးတွေကအတိတ်ဘဝကဝတ်ဆင်းရတွေကြ ောင်းအခုဘဝမှာမိဘစုံလင်စွာနဲ့မနေရပဲမိမက်ဖားမက်ကလေးလေးတွေအဖြစ်တန်းသားစရာဖြစ်တည်လာခဲ့ရတာဖြစ်ပါတယ်ဒီလိုမျိုးဝတ်ဆင်းရတွေကဒီဘဝမှာနေနိုင်စေဖို့အတွက်ရည်စူးပြီးတော့သားသမီးတွေကိုပြည့်ခေရာရှစ်ပါးစုံလင်စွာနဲ့အချင်းချင်းတဲ့အလူမင်္ဂလာဝဲကြီးတစ်ခုကျမပြုလုပ်ဖို့အတွက်အစီအစဉ်ရှိခဲ့တာဖြစ်ပါတယ်သူမရဲ့တားလာယတနာလေးတွေကိုတော့ရှင်သာမဏေအဖြစ်သွတ်သွင်းပြီးတမိလာယတနာလေးတွေကိုတော့နာသာမင်္ဂလာဆင်နွှဲပေးပြီးတော့ခမ်းနားတဲ့အလူတော်မင်္ဂလာဝဲကြီးကိုမကြခင်မှာကျမသွားတော့မှာဖြစ်ပါတယ် ိဘတွေမရှိကြတဲ့ကလေးတွေအတွက်ပြုလုပ်တဲ့ရှင်ပြနာသာအလူတော်ပွဲဖြစ်တာကြောင့်အလူတိုင်းကမကြီးကတော့ပရဟိတမင်းသမီးကြီးခိုင်နှင်းဝေပဲဖြစ်ပါတယ်။ဒီအလူမင်္ဂလာပွဲစီကိုတော့ဆရာတော်တန်ခါတော်တွေကိုအမှုထားပြီးပရဟိတမင်းသမီးကြီးခိုင်နှင်းဝေကဥဆောင်ပြီးတော့တိတ်မကြခင်မှာကျင်းမာသွားတော့မှာဖြစ်ပါတယ်ရှင်။အသက်အရငယ်သေးတဲ့ဤသွင်းငယ်လေးတွေကိုတော့ထဲ့သွင်းသွားမှာမဟုတ်ပဲကျောင်းနေအရွယ်ဖြစ်တဲ့သားနဲ့သမီးလေးတွေကိုကျောင်းဝင်းရဲ့အချိန်ကာလလေးမှာသာသနာပောင်ကျဲမှာကုသိုလ်ယူနိုင်အောင်အခုလိုမျိုးစီစဉ်ခဲ့တာပဲဖြစ်ပါတယ်။ ပရာဟိတမင်းသမီးကြီးခိုင်နှုံးအေကကိုရိုင်းကတော့သာသမီရတနာမရှိပေမဲ့အခုလိုမျိုးမထထောင်သာသမီတွေကိုအလှူဒါန်ကမှကြီးတယောက်နေနဲ့ကုသိုလ်ကံချိုးစွာနဲ့အလှူမင်္ဂလာပွဲကြီးကျင်းပပေးနိုင်ခဲ့တာပါရှင်။ ဒီလိုမျိုးယဟန်အမအကြောင်းအမအဖြစ်အလူတော်မင်္ဂလာပွဲကြီးကျမဖို့လည်းအမြဲတမ်းဆန္ဒရှိနေခဲ့တာဖြစ်ပြီးအခုတော့သူမရဲ့ဆန္ဒတွေကိုအကောင့်ချက်ဖော်နိုင်ခဲ့ပါပြီ။တာသမီယဒနာတွေနဲ့အတူပထမဆုံးအကျင့်ပြုလုပ်တဲ့ရှင်မြို့နာသာအလူတော်မင်္ဂလာပွဲကြီးမှာတော့တာလာယဒနာ၁၁ယောက်၊တမီလာယဒနာ၁၁ယောက်ကိုသာသနာ့ဘောင်လေးကိုတွွသွင်းပြီးကုသိုလ်ယူသွားမှာပဲဖြစ်ပါတယ်။အလူပွဲကြီးကျမဖို့အတွက်အစီအစဉ်နေတာကတော့အတော်လေးကြာပြီဖြစ်ပြီးအခုချိန်မှာတော့အလူဖိတ်စာတွေလည်းရလာပြီဖြစ်တာကြောင့်ပရိသတ်တွေအားလုံးကိုလည်းဖိတ်ကြားလာခဲ့ပါတယ်။ ပရိုက်တာမင်းသမီးကြီးခိုင်တို့ရဲ့အနေနဲ့အခြေအနေအကြောင်းအမျိုးမျိုးကြောင်းဆွေးမြေခံဖြစ်ခဲ့ရတဲ့ကလေးငယ်လေးတွေကိုလိုလေးသေးမရှိအောင်လည်းပြုစုစောင့်ရှောက်ပေးနေရပါတယ်။ကျောင်းလက်ထားပေးရသလိုအစတောက်အနေအထိုင်ကိုလည်းမိဆောင်ဖဆောင်ရှိတဲ့ကလေးတွေထက်ပို့ပြီးတော့တအောင်စူးစမ်းပြီးတော့ထားပေးနေခဲ့ပါတယ်။ဒါရီမကအခုဆိုရင်ကလေးငယ်လေးတွေရဲ့အတေဘွားကဝတ်စင်းရဲ့ဒုက္ခတွေကိုဆက်ပြီးမခံစားရပဲတန်တရာဝတ်ကလွမြောက်စေမယ့်ရှင်မြူနာသာအလှူတော်မင်္ဂလာဝဲကြီးကိုလည်းကျင်းပပေးသွားတော့မှာပဲဖြစ်ပါတယ်။ သူရဲ့ဂေဟာကသာသမီယတနာလေးတွေကိုရှင်မြို့နာသာအလူတော်မင်္ဂလာဝဲကြီးကျမပြုလုပ်ပေးသွားတော့မယ်မိခိုင်နှုတ်ရဲ့စီစဉ်မှုကြီးအပေါ်ပေးတဲ့တို့ရောသဘောကျမိကြပါရဲ့လားရှင်